ရဟန္တာဖြစ်သွားပြီဆိုတဲ့ပုဂ္ဂိုလ်တယောက်ရဲ့ဘဝအနေထားတစ်ခုဘယ်လိုရှိဟုတ်ပြီရဟန္တာဖြစ်သွားပြီဆိုတာကိုမြတ်စွာဘုရားကဒီတုတ်တံမှာဆက်ခေါ်ထားတာရှိတယ်ဒုက္ခိနောဝတ္တအရဟံတောအဲ့ဒါလို့ရဟန္တာဖြစ်သွားပြီဆိုတဲ့ပုဂ္ဂိုလ်ရဲ့ရဟန္တာပုဂ္ဂိုလ်ဆိုတာလုံးဝအငြိမ့်တရရသွားစိတ်ဆင်းရဲမှုဘယ်တော့မှမရှိတော့ဘူး ကိုဆင်းရဲမှုတော့ရှိတယ်နော်ကိုဆင်းရဲမှုဆိုတာခေါင်းကိုက်ခြင်းကိုက်မယ်နော်ဗိုက်နာခြင်းနာမယ်ရှင်သာရိပုတ္တရာမထေရတောင်လေနာယောဂဖြစ်တယ်လေမြတ်စွာဘုရားလည်းကြောအောင်တယ်လေအဲ့ဒီလိုခန္ဓာကိုယ်ဒုက္ခဖြစ်ပေမဲ့လို့အဲ့ဒီဒုက္ခကိုအကြောင်းပြုပြီးတော့ဘုန်းကြီးတို့တွေပုထုဇဉ်နေလို့ဖြစ်မှဖြစ်ရလေခြင်းဆိုပြီးတော့စိတ်ညစ်တာမလားတော့နော်ယောဂအပေါ် ီပုရုษဉ်တွေကတော့ခံရတာနည်းနည်းစိတ်ညစ်တာကများများလေခံရတာကနည်းနည်းစိတ်ညစ်တာများများတချို့စိတ်ညစ်တာနဲ့ရောဂါတိုးသွားတာပဲလေအဲ့တော့ယန္တပုဂ္ဂိုလ်တွေကြတော့စိတ်ညစ်တာမရှိတော့ဘူးဒါကြောင့်ဟိုဒုက္ခိနောစိတ်ချမ်းသာမှုပြေဝရသွားတဲ့ပုဂ္ဂိုလ်တွေလို့ဒီလိုပြောတယ်သစ္စာပြားကဟောတယ်ဒုက္ခိနောဝတ္တအရဟံတော်ယန္တပုဂ္ဂိုလ်တွေဆိုတာသိချမ်းသာကြတာပဲ စိတ်ဆင်းရဲမှုတို့ stress တို့တောကတို့ဘာတွေဘာမှမလာတော့ဘူးရင်ထဲမှာပူလောင်မှုတွေတခုမှမရှိဘူး။ဘာဖြစ်လို့ဒီလိုမရှိတာတော့ဆိုတဏ္ဍေတန်နဝေသတိသူတို့မှာဟွာဒီယာတွေ့တာတို့လိုချင်တာတို့တတ်မဲ့တာတို့ဘာတခုမှမရှိဘူး။မျက်စိကမြင်စရာရှိရင်မြင်မယ်မြင်တဲ့အပေါ်မှာငါဟာလို့တွေးတာလည်းမရှိဘူးငါလို့တွေးတာလည်းမရှိဘူးမရှိသေးတဲ့အတွက်ကြောင့် မြင်တဲ့အာယုံပေါ်မှာလူကျင်တဲ့လောဘလည်းမဖြစ်ဘူးမုန်းတီးတဲ့ဒေါသလည်းမဖြစ်အဲပုရုဇဉ်တွေကြတော့ကိုကြိုက်တာလေးကြတော့လောဘဖြစ်နေကိုမကြိုက်တာကြတော့မုန်းတယ်လေလူကအခက်တာအတန်ကြရင်လေကိုကြားကျင်တဲ့အတန်လေးကြတော့သဘောကြတယ်မတန်မကြားကျင်တဲ့အတန်ကြနားပိတ်ချင်ဟာမကျင်တတ်မှုတွေစိတ်ရလှုပ်ရှားမှုတွေရှိရဟန္တာပုဂ္ဂိုလ်ကြတော့ကြားကျင်တဲ့အတန်ပဲဖြစ်စေမကြားကျင်တဲ့အတန်ပဲဖြစ်စေ ိုချင်တာလည်းမရှိဘူးเนาะမုန်းလီတာလည်းမရှိဘူးတဘာဝအစစ်မှန်ကိုသိပြီးစိတ်နှလုံးဟာတည်ငြိမ်အေးချမ်းနေတဲ့သဘောမှတ်စပြီးတော့ကြည်ညိုကြည့်ပေါ့เนาะကိုယ့်ရဲ့အနေထားနဲ့ယ ahanan ပုဂ္ဂိုလ်ရဲ့အနေထားဘလို့ခြားกว่าနေတယ်လေဒါကိုမြတ်စွာဘုရားတဏှာတေတံနဝေစတိသူတို့မှာတွေ့တံမှုဆိုတာလုံးဝမရှိဘူးတဲ့ဒါရင်လားလို့ဆိုမဟုတ်အတ္တမိမာနောတမုတ်စိန်နော ငါလုံနိုင်တယ်ဆိုတော့အတွေးလည်းတခုမှမရှိဘူးငါဆိုတဲ့မန္တာတခုမှမလာတော့ဘူးသူတို့ကနော်ခန္ဓာ၅ပါးပေါ်မှာငါဆိုတဲ့အတွေးတဲ့ငါဖြစ်တယ်ဆိုတော့အရင်ချင်းပေါ်မှာဒီမမနာတက်ထံမျိုးဟာတခုမှမလာတော့ပြီးတော့မောဟဇာလံပဒာတိတမောဟလို့ဆိုတဲ့တွေးဝေတဲ့ခွင့်ရကြီးကိုလည်းဖြတ်စည်းပြီးသားဖြစ်သွားတယ်အပေါ်ကအုပ်ပြီးတော့မေ့ရှက်ထားတဲ့ ကွန်ရက်ကြီးကိုဖောက်ထွက်ပြီးသားဖြစ်သွားပြီမသိဘူးဆိုတော့ကွန်ရက်သူတို့မှမရှိတော့ဘူးအားလုံးဟာရှင်းရှင်းလင်းလင်းကြီးဓမ္မနဲ့ပတ်သက်ပြီးတော့သိထားပါပြီလို့မြတ်စွာဘုရားဒါရဟဏပုဂ္ဂိုလ်တွေကိုတရုပ်ခေါ်ပြီးတော့ဆက်ဟောတာအနေစံတေဟောအနေစံတေအနုပတ္တာအနေစဆိုတာအေစဆိုတာတုံနှုတ်တာလှုပ်ရှားတာအာယုန်တွေဝင်လာလို့ရှိရင်ပုထုဇဉ်တွေရဲ့စိတ်ဟာလှုပ်ရှားတယ် လှုပ်ရှားတယ်။ကောင်းတာနဲ့တွေ့ရင်တစ်မျိုးမကောင်းတာနဲ့တွေ့ရင်တစ်မျိုးလှုပ်ရှားတယ်ရင်းရိုင်တယ်။ကောင်းတဲ့ပဲဆိုရင်ရိုင်တယ်မကောင်းတဲ့ပဲဆိုဆန့်ကျင်တယ်။ဟာရင်းရိုင်မှုတွေလှုပ်ရှားမှုတွေခုတစ်မျိုးခုတစ်မျိုးစိတ်တွေဟာတည်ငြိမ်မှုမရှိကြဘူးတဲ့။အဲ့ဒါယန္တာပုဂ္ဂိုလ်တွေကြတော့အနေစားတယ်။ဒီလိုလှုပ်ရှားရင်းရိုင်တာတွေလုံးဝမရှိတဲ့ဒီအရတ္တမရတ္တဖို့ဆိုတာကိုမျက်မှောက်ပြုသွားကြပြီ စိတ်တန်တေတန်အနာဝိလံယန္နာပုဂ္ဂိုလ်ရဲ့စိတ်ဟာဘယ်တော့မှနောက်ကျူတာမရှိတော့ဘူးအစင်သာဝရကြည်လင်အေးမြပြီးတော့နေတယ်လို့ဒီလိုပြောတာနော်စိတ်တန်တေတန်အနာဝိသူတို့စိတ်တွေကြီးနေအဲ့တော့ဘုရုဇင်တွေကျတော့စိတ်ကနောက်တယ်လေခဏခဏနော်စိတ်နောက်နေရင်စကားမပြောချင်ဘူးနော်ဘာတခါတလေကျတော့ဘာမှမဟုတ်ဘဲနဲ့စိတ်နောက်နေတာ လူတွေကဟိုလိုလိုဒီလိုလိုနဲ့စိတ်တူနေတတ်တယ်။ဟုတ်။ယန္တာပုဂ္ဂိုလ်တွေကြတော့အဲ့လိုစိတ်နောက်နေတာမျိုးတွေမရှိဘူးတဲ့ကိလေသာဆိုတဲ့အနောက်ကျုပ်တွေကင်းတယ်